အခုတွေးမိနေရတဲ့ထိုင်းနိုင်ငံမှာအလौလာလုပ်တဲ့တန်တာအေးဆိုတဲ့မြန်မာအမျိုးသမီးတဦးဟာဈေးသွားဖို့အတွက်ဘဲအိတ်ကိုလွယ်ပြီးလမ်းဘေးအတိုင်းရှောက်သွားနေတဲ့အချိန်မှာထိုင်းအမျိုးသားတဦးမှာအနောက်ကနေဆိုင်ကင်နဲ့ရောက်လာပြီးမတ်တနာအေးရဲ့ပစံအိတ်ကိုဆွဲလူသွားခဲ့ပါတယ်။အဲအချိန်မှာတော့မတ်တနာအေးဟာသူမပစံအိတ်ထဲမှာရှိနေတဲ့ဘန်းငွေ၉00နဲ့အရေးကြီးတဲ့စရွက်စတန်းတွေပါသွားမှကိုကြောက်လို့ဘဲအိတ်ကိုမလွတ်ဘဲဆွဲထားတာကြောင့်သူမရဲ့ခန္ဓာကိုယ်ပါတရက်ခန့်ဖြစ်သူရဲ့ဆိုင်ကင်နဲ့တရွတ်တိုက်ဆွဲသွားတာကိုခံခဲ့ရပါတယ်။ ဖြစ်စဉ်ကတော့9လပိုင်း29ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံချွန်ဘူလီမြို့မှာအလုပ်လုပ်ကိုင်နေထိုင်တဲ့မတ်တနာအေးဆိုတဲ့ထိုင်းရောက်မြန်မာအမျိုးသမီးတဦးဟာပြီးခဲ့တဲ့29ရက်နေ့ညနေ9နာရီအချိန်လောက်မှာဈေးသွားဖို့အတွက်သူမတိုက်ခံကနေထွက်လာပြီးကာလန်ဘေးအတိုင်းလမ်းလျှောက်သွားနေတဲ့အချိန်မှာထိုင်းအမျိုးသားတဦးဟာဆိုင်ကယ်နဲ့အနောက်ကနေရောက်လာပြီးမတ်တနာအေးရဲ့ပခုံးမလွှဲထားတဲ့ပစံအိတ်ကိုလူယူထွက်ပြေးသွားခဲ့ပါတယ်။အဲအချိန်မှာတော့မတ်တနာအေးဟာသူမဘဲအိတ်ထဲမှာပါတယ်။ဘန်းငွေ900ကျော်နဲ့အရေးကြီး ီးတဲ့ဆရွယ်ဆဒန်းတွေပါသွားမှာကိုကြောက်လို့လူစိုးလူနေတဲ့သူမရဲ့ဘဲအိတ်ကိုမလှုပ်ပေးပဲဆွဲထားတာကြောင့်သူမရဲ့ခန္ဓာကိုယ်ပါမီတာ20လောက်အဝေးကိုလူစိုးရဲ့ဆိုင်ကယ်နဲ့တရွတ်တိုက်ဆွဲသွားတာကိုခံခဲ့ရပါတယ်။အခင်းဖြစ်သွားတာကတော့ချွန်ဘူးလီမျိုးဘွန်ကိုင်လန်ထိတ်ကစပင်းညှပ်ဆိုင်အရှိမဖြစ်ပါတယ်။ ိုင်နောက်ပိုင်းမှာတော့ထိုင်းရဲတပ်ဖွဲ့မှအခင်းဖြစ်တဲ့နေရာကိုလာရောက်စစ်ဆီးခဲ့ပြီးနင်းနာခဲ့ရတဲ့မိန်းကလေးကတော့မြန်မာနိုင်ငံသူအသက်32နှစ်အရွယ်မတ်တန်နာအေဆိုသူဖြစ်ပါတယ်။နောက်ပြီးသူမရဲ့ဒူကောင်နဲ့ခနာကိုနေရာအနှံ့မှာပုံပဲတန်းရာတွေရရှိခဲ့ပြီး ထိုင်းလူမှုကူညီရေးအဖွဲ့မှတန်ရာတွေကိုစီထည့်ပေးခဲ့ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးနင်းနာခဲ့ရတဲ့အသက်32အရွယ်မတ်တနာအေးဆိုတဲ့မြန်မာအမျိုးသမီးပြောပြတာကအခုနာကဈေးသွားဖို့အတွက်သူမနေထိုင်တဲ့အခန်းကနေထွက်လာခဲ့တဲ့ပြီးသွားတော့ကားလမ်းအတိုင်းလမ်းလျှောက်လာနေတဲ့အချိန်မှာဆိုင်ကယ်အနီးအမဲနှစ်ယောက်ဆက်စီလာတဲ့ထိုင်းအမျိုးသားတအူဟာအနောက်ကနေရောက်လာခဲ့ပြီးသူမပခုံးမှလွေထားတဲ့ဘဲအိတ်ကိုစောင့်ဆွဲခဲ့တဲ့ အဲ့အချိန်မှာသူမကလည်းသူမပစံအိတ်ထဲမှာပါတဲ့ဘန်းငွေ9000ကျော်နဲ့ပတ်စပို့အပြင်အရေးကြီးတဲ့စာရွက်စာတမ်းတွေရှိနေတာကြောင့်ပါသွားလို့မဖြစ်ဘူးဆိုပြီးလူဆိုးဆောင်ဆွဲခဲ့တဲ့သူမပစံအိတ်ကိုမလွှတ်ပေးဘဲအတန်းနိုင်ဆုံးပြန်ရအောင်လို့ဆွဲထားခဲ့တယ်။အဲ့အချိန်မှာလူဆိုးကဆိုင်ကယ်နဲ့ဖြစ်နေတာကြောင့်သူမဘလို့မဆွဲထားလို့မနိုင်ခဲ့ဘူး။အဲ့အချိန်မှာသူမရဲ့ခန္ဓာကိုယ်ပါလူဆိုးရဲ့တရွတ်တိုက်ဆွဲသွားတာကိုခံခဲ့ရပြီးခြေထောက်တွေနဲ့လက်တွေမှာပုံပယ်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်။ဘဲအိတ်ထဲမှာပါသွားတာကတော့ဘန်းငွေ9000ကျော်နဲ့ပတ်စပို့နဲ့စာရွက်စာတမ်း ေအပြင်သူမရဲ့ဖုန်းမှာပါသွားခဲ့တယ်လို့မတန်နာအေးဆိုတဲ့မြမအမျိုးသမီးမှပြောပြပါဗါးနောက်ပြီးမျက်မြင့်တသက်ဖြစ်သူနန်းဆောင်ပြဖာဖုန်ဆိုတဲ့အသက်25နှစ်အရွယ်ထိုင်းမင်းကလေးတူပြောပြတာက တရခံဖြည့်သူကျူးလွန်သွားတာသူမတို့မျက်စိအရှိန်မှဖြစ်ပြီးအဒီအချိန်မှာသူမတို့လည်းနင်းနာခဲ့ရတဲ့အမားကိုကူညီဖို့အတွက်တရခံရဲ့အနောက်ကိုပြေးလိုက်သေးတယ်တရခံကဆိုင်ကယ်နဲ့ဆိုတော့သူမတို့လိုက်လို့မမိခဲ့ဘူးနောက်ပြီးဒီတရခံဟာလမ်းကြိုးလေးကိုတီးတာကြောင့်နေကန်တဦးပဲဖြစ်လိမ့်မယ်လို့မျက်မြင်သက်သေဖြည့်သူထိုင်းမင်းကလေးမှပြောပြပါတယ်နောက်ပြီးထိုင်းတင်းမှပြောတာကတော့လက်ရှိမှာချွန်ပူလီမျိုးရဲ့အရာရှိကကျူးလွန်ခဲ့တဲ့တရခံကိုအမြန်ဆုံးဖမ်းဆီးဖို့အတွက် ူလက်ထောက်ရဲတပ်သားတွေကိုအမိန်ပေးထားပြီးတရခန့်ပဲသူဖြစ်တဲ့ဆိုတာကိုစုံစမ်းပြီးရင်အမြန်ဆုံးဖမ်းဆီးမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းသတင်းမှာပြောပါတယ်။ဟုတ်ကဲ့ပါကျွန်တော်အခုပြန်လည်ပြောပြပေးသွားတာကတော့ထိုင်းနိုင်ငံချုံပူလီမျိုးမှအလုလုကိုင်းနေထိုင်တဲ့မတ်တနာအီဆိုတဲ့မြန်မာအမျိုးသမီးလမ်းသွားနေတဲ့အချိန်မှာထိုင်းအမျိုးသားတအူမှအနောက်ကနေဆိုင်ကနေရောက်လာပြီးပစံအိတ်ကိုဆောင်းဆွဲကထွက်ပြေးသွားခဲ့တဲ့ဆိုတဲ့ထိုင်းသတင်းကိုကျွန်တော်ပြန်လည်ပြောပြပေးသွားတာပဲဖြစ်ပါတယ်။